ူပြင်းခြောက်သွေ့တဲ့နွေရာသီမှာတော့အပူချိန်ကြောင့်မြေရိုးတလျှောက်ကရေတွေကခန်းခြောက်ကုန်ပါတယ်။အရှင်ကရေတွေတသွင်သွင်စီးဆင်းနေခဲ့တဲ့မြက်ကအခုဆိုရင်အရန်ကို၆သွေနေပြီးဒရိုက်ဆန်ငယ်တွေကိုပါဒုက္ခပေးနေခဲ့ပါတယ်။အခုလိုခန်းခြောက်လာတဲ့မြက်ထဲမှာမိချောင်းတကောင်ကလည်းရှွံ့နှွန်ထဲမှာကြံရှိနေပါတယ်။မိချောင်းကြီးကတော့အပူချိန်ကြောင့်ခန်းခြောက်လာတဲ့ရှွံ့နှွန်ထဲမှာရှင်သန်နေရင်သူ့ရဲ့ဝါးစာရဲ့အတွက်အခက်တွေ့နေရပါတယ်။တနေ့မှာတော့လေသမားကြီးဦးသက်မောင်က နွားလေးလေးကိုမောင်းလာရင်တော်လန်လေးအတိုင်းဖြစ်လာခဲ့ပါတယ်။အရှိခက်လန်လန်ရောက်လာတော့ဦးသန်းမောင်ကရှုံုံထဲမှာတွားသွားနေတဲ့မိချောင်းကြီးကိုကြည့်ပြီးတနာမိသွားပါတယ်။ဦးသန်းမောင်လည်းမိချောင်းစီကိုတွားပြီးတော့စိုးရင်စိတ်နဲ့မေးလိုက်ပါတယ်။မိချောင်းကြီးမင်းတို့ကြည့်ရတာအရင်အစင်မပြေဖြစ်နေပုံမဲ။မင်းတော့အရန်ပူပြီးအစာရှာဖွေစားတော့ရတာခက်ခဲမယ်။ဒီတော့မင်းကိုနေရာတဲ့တခုပို့ပေးမယ်။မင်းတခြားတဲ့နော်မဲနေအောင်သွားချင်လား။မိချောင်းကြီးကလည်း ဦးသန်းမောင်ရဲ့စကားကိုလက်ခံလိုက်ပါတယ်။အိုးမင်းနဲ့တွေ့ရတာအရင်ကကံကောင်းတာပဲ။ငါမင်းပြောတာသဘောတူတယ်။မင်းနဲ့တူတူလိုက်ခဲ့မယ်။မိချောင်းကဝမ်းသာအားရပြောလိုက်ပါတယ်။အေးမင်းသဘောတူရင်ငါတခြားနေရာခေါ်သွားပေးမယ်။ဒီနေရာမှာအပူတန်ခံပြီးရှင်းငက်နေဖို့မလိုပါဘူးကွာ။ဦးသန်းမောင်လည်းမိချောင်းကိုသူ့ရဲ့လှဲပေါ်ကိုတန်းလိုက်ပါတယ်။ဦးသန်းမောင်ကမိချောင်းကိုတခြားနေရာပြစ်စီခေါ်လာပြီးမိချောင်းကိုမြင့်ထဲချပေးလိုက်ပါတယ်။ အဲ့ဒီချိန်မှာတော့မိကြောင်ကဦးတန်းမောင်ကိုလှည့်စားဖို့အတွက်တွေးတောနေပါတယ်။ငါမင်းနဲ့လိုက်ခဲ့ရတာအရန်မွန်းချက်တာပဲ။ငါဒီမှာလည်းမနေချင်ဘူး။မင်းကိုပြစ်ဒဏ်ပေးရမယ်။မိကြောင်ကဒီလိုစကားမျိုးပြောလာတော့ဦးတန်းမောင်လည်းအရန်ကိုအံ့ဩတင်သွားတာပေါ့။အဲ့ဒီချိန်မှာပဲဦးတန်းမောင်ကိုမိကြောင်ကတိုက်ခတ်လိုက်တာအမြန်ရှောင်လိုက်ရပြီးအနည်းအပင်ကိုလှမ်းဆွဲထမ်းလိုက်ရပါတယ်။သူလည်းအရန်ကိုကြောက်လန့်သွားပြီးမိကြောင်ကြီးကကောက်ချစ်ပြီး ယေရှုတရားမသိတတ်တာကိုသဘောပေါက်သွားခဲ့ပါတယ်။ဦးသက်မောင်လည်းမိချောင်းကြီးကိုကောင်းစိတ်ချမ်းလို့ဒီနေရာကိုခေါ်လာခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်။မိချောင်းကြီးကတော့သူဒီနေရာမှာမနေချင်ကြောင်းဒီနေရာကိုခေါ်လာလို့အပြစ်ပေးရမယ်လို့ပြောပါတယ်။ဦးသက်မောင်လည်းဒီကိစ္စကိုအမှန်တရားအတွက်အဆုံးဖြတ်ခံယူရမယ်လို့တွေးလိုက်ပါတယ်။မိချောင်းကလည်းဦးသက်မောင်ပြောသလိုသဘောတူလိုက်တယ်။ဒီလိုနဲ့ပဲဦးသက်မောင်နဲ့မိချောင်းဟာတော်လန်လေးအတိုင်းထွက်လာခဲ့လိုက်ကြပါတယ်။ အဲ့ဒီချိန်မှာတော့အရှိခက်လန်လန်ကိုရောက်တာနဲ့မွေတကောင်ကိုတွေ့လိုက်ရပါတယ်။ဦးသက်မောင်လည်းမွေကိုခြေချောင်းကုန်စင်ပြောပြလိုက်ပြီးဘသူမှန်လဲဆိုတာကိုဆုံးဖြတ်ခိုင်းပါတယ်။မွေကလည်းမိချောင်းကိုကြည့်လိုက်ပြီးဒီကိစ္စမှာမိချောင်းကမှန်တယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်။ဒီကိစ္စမှာမိချောင်းကမှန်တယ်။ဒီတော့မင်းတို့သူစားခွင့်ရှိတယ်။ဟာဘာလို့အခုလို့ဆုံးဖြတ်ရတာလဲ။ငါတို့ကောင်းမွန်တဲ့နေရာခေါ်လာပေးတာလေ။ငါတို့ကူညီပေးခဲ့တာပါ။ ဒါတော့ငါမှားတယ်လို့ပြောချင်တာလားဦးသန်းမောင်ကတော့မွေရဲ့ဆုံးဖြတ်ချက်ကိုသဘောမတူပါဘူးတရားမမျှတဘူးလို့တွေးနေမိပါတယ်အဲ့ဒီချိန်မှာပဲနွားတကောင်ကဒေါ်လန်လေးအတိုင်းအပြင်ကိုထွက်လာနေပါတယ်ဦးသန်းမောင်ကနွားကိုမြင်ရတာနဲ့ဒီကိစ္စကိုပြောပြလိုက်ပြီးဆုံးဖြတ်ခိုင်းပါတယ်ဦးသန်းမောင်ကတော့အခုရောက်ရှိလာတဲ့နွားကဒီကိစ္စကိုမျက်မျှတတဆုံးဖြတ်နိုင်လိမ့်မယ်လို့တွေးခဲ့ပေမဲ့နွားကအရှမ်းကိုမှညှိတက်နေပါတယ်နွားကပါပတ်လိုက်ပြီး မွေလိုပဲဆုံးဖြတ်ပါတယ်။နွားရဲ့စိတ်ထဲမှာတော့လူတွေကတကူကောင်းဆန်ပြီးတရိတ်ဆန်နေပေါ်အမြဲနိုင်စားတယ်လို့ယူဆထားတာပါ။နွားကလည်းမိเจ้าဖက်ကနေရက်တည်ပြီးတော့အဲ့ဒီလူကိုစားခွင့်ရှိကြောင်းပြောလိုက်ပါတယ်။ဦးတန်းမောင်ကတော့သူကမှန်တာကိုပဲလုပ်ခဲ့တာကြောင့်အခုလိုဆုံးဖြတ်ခဲ့တာကိုမကြည်နဲ့ပါဘူး။ဦးတန်းမောင်ရဲ့စိတ်ထဲမှာလည်းမွေရောနွားကပါမတရားဘူးလို့တွေးနေမိပါတယ်။မင်းတို့ရဲ့ဆုံးဖြတ်မှုကမတရားဘူးကွာ ဘာလို့ငါအပြစ်တင်နေရတာလဲငါကောင်းတာကိုလှုပ်ခဲ့တာပဲငါပဲတရိတ်ဆန်ကိုမှအန်တီကမပေးခဲ့ဘူးပါတော့ငါတို့တရားမျှတမှုမရမချင်းလက်လျှော့မှာမဟုတ်ဘူးသူတို့အဲ့လိုပြောဆိုနေကြတဲ့ချိန်မှာပဲစိတ်တကောင်ကဒေါ်ရက်ကနေထွက်လာတာတွေ့လိုက်ရပါတယ်ဦးတန်းမောင်လည်းစိတ်လေးကိုကြည့်ပြီးတော့ရက်ခမ်းလိုက်ပါတယ်ပြီးတော့ဒီကိစ္စတွေအားလုံးကိုစိတ်ကလေးကိုပြောပြလိုက်ပါတယ်စိတ်ကသေချာနားထောင်လိုက်ပြီး "तू ကပါလူသားဆိုတာမိเจ้าရဲ့အစားလို့တွေးလိုက်မိပြီး စိတ်ကပါမိချောင်းကလူကိုစောက်ခွင့်ရှိတယ်လို့ပြန်ပြောလိုက်ပါတယ်။ဦးသံမောင်တယောက်မိုက်မဲတဲ့ဒရိုက်ဆန်တွေရဲ့ဆုံးဖြတ်မှုကြောင့်အရှမ်းကိုဒေါသထွက်သွားရပါတယ်။သူ့ရဲ့စိတ်ထဲမှာလည်းလူသားတွေပေါ်အရှမ်းကိုမုန်းနေတယ်လို့တွေးလိုက်မိပါတယ်။သူလည်းဒီကိစ္စကိုအမှန်တမ်းဆုံးဖြတ်ခိုင်းဖို့အခက်ခဲဖြစ်နေပါတယ်။ဦးသမောင်ကတော့လက်မလျှော့ပါဘူး။ခဏနေတော့တန်ငါတဲ့တယောက်ရွာလေးထဲကနေမြစ်ကမ်းပေါက်ထွက်လာပါတယ်။ဦးသမောင်လည်းတန်ငါတဲ့ရောက်လာတော့ ဒီကိစ္စတွေကိုတန်ငါသေးကိုပြောပြလိုက်တယ်။တန်ငါသေးကလည်းသေချာနားထောင်လိုက်ပြီးတရိษံလေးတွေကိုတကောင်ပြီးတကောင်သေချာကြည့်လိုက်ပါတယ်။တန်ငါသေးကလည်းဒီကိစ္စကိုဘလို့ဆုံးဖြတ်ရမယ်မှန်းမသိပါဘူး။သူကတော့မိချောင်းဆိုတာရက်ဆက်တဲ့တတဝါဖြစ်တယ်ဆိုတာကိုသူသိပါတယ်။မိချောင်းကသူ့ကိုကူညီခဲ့တာပြန်ပြီးတော့လှည့်စားခဲ့တာပဲလို့တွေးလိုက်မိတယ်။ဒါပေမဲ့တန်ငါသေးက မိချောင်းကိုကြောက်နေတာကြောင့်ဒီကိစ္စပေါ်ဆုံးဖြတ်လို့မရခဲ့ပါဘူး။တာကိုဦးသန်းမောင်ကလည်းသဘောပေါက်သွားပါတယ်။တန်ငါသေးကိုကြည့်ရတာတော့အမှန်တရားဖက်ကနေရက်တီရဲပုံမရပဲသူကငါဖမ်းဖို့သာစိတ်ဝင်စားနေတာကိုလည်းသတိထားမိလိုက်ပါတယ်။ဒါကြောင့်ဒီကိစ္စမှာတန်ငါတဲ့ကမဆုံးဖြတ်နိုင်ဘူးဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်သွားပါတယ်။ဦးသမောင်ကတော့လက်မလျှော့ဘူး။တရားမျှတမှုရတဲ့အထိစူးစမ်းသွားဖို့ဆုံးဖြတ်လိုက်တယ်။ အခုကိစ္စကအချိန်တော်တော်ကြာတဲ့အထိအမားမှန်မဖြေရှင်းနိုင်သေးပါဘူးအဲ့ဒီအချိန်မှာတော့ပညာရှိတယောက်ကသူ့စီကိုရောက်လာပြီးတော့ဝိုင်းဖွဲ့နေရတဲ့အကြောင်းရင်းကိုမေးပါတယ်ဦးတန်းမောင်လည်းပညာရှိကိုကြိုးကြောင်ပြောပြလိုက်ပြီးအကူအညီတောင်းခဲ့ပါတယ်ငါမင်းရဲ့အကူအညီကိုလိုတယ်ဒီကိစ္စအမားမှန်ခွဲခြားပေးပါအောင်ကျန်တဲ့သူတွေအားလုံးကမိเจ้าဖက်ကနေပါကြတယ်ဂျင်နာတက်တဲ့သူကအပြစ်ဖြစ်နေပါတယ်ပညာရှိကလည်းသေချာစဉ်းစားလိုက်ပြီး မိเจ้าကိုသူပြောတာမှန်လားလို့မေးပါတယ်။ကောက်ချစ်တဲ့မိเจ้าကလည်းထပ်ပြီးတော့လိန်ညာခဲ့ပါတယ်။သူကငါ့ကိုဒီညအတင်းခေါ်လာတာ။တလန်းလုံးကမွန်းကျက်ခဲ့ရတယ်။ငါ့ဟိုမှာပျော်ရွှင်ခဲ့ရတာလေ။အဲ့ဒါကို तू ကငါ့ကိုလဲပေါ်မှာကျိုးတုပ်ပြီးခေါ်လာတာပါ။ဒီတော့ငါသူ့အပြစ်ပေးချင်တယ်။သူ့ကိုငါစားခွင့်ရှိတယ်။ငါအရင်စပြီးတော့သူ့ကိုအကူအညီတောင်းခဲ့တာမဟုတ်ဘူး။သူကငါ့ကိုရိုက်လဲရိုက်နှက်သေးတယ်။ကောင်းပြီလေမိเจ้า။ဒါဆိုမင်းဟိုနေရာပြန်သွားမလား။ ငါက तू အတင်းခေါ်လို့လိုက်လာရတာပါ။ तू ကငါ့ကိုရိုက်လဲရိုက်တယ်။ငါ तू မရိုက်ခဲ့ပါဘူး။ तू ကိုလဲပေါ်မှာကောင်းကောင်းလိုက်ပါနိုင်ဖို့ချိုးလေးပဲတုတ်ခဲ့တာပါ။ငါကယုဏတနာစိတ်ရှိသူပါ။ရေခမ်းချောက်နေတဲ့နေရာနေကူညီပေးဖို့ကြိုးစားခဲ့တာပါ။ဦးတန်းမောင်ကတော့ तू အခုလိုကဲတင်ခြင်းအပေါ်ဆွဆွဲခံရလို့ယေရှုကနဲ့မိချောင်းကိုဒေါသထွက်သွားပါတယ်။မိเจ้าကရက်ဆက်တဲ့တတ္တဝါဆိုတာကိုပညာရှိကကောင်းကောင်းသဘောပေါက်သွားပါတယ် ဒါကြောင့်အခုကိစ္စတွေကိုသေချာစဉ်းစားလိုက်တော့မိကျောင်းကလှည့်စားတာသာဖြစ်ကြောင်းပညာရှိကတွေးမိလိုက်ပါတယ်။အဲ့ဒီအခါမှာတော့ပညာရှိကမိကျောင်းကိုမိမိယာကိုငါတို့ပြန်ပို့ပေးမယ်လို့ပြောလိုက်ပြီးမိကျောင်းကိုသဘောတူလားလို့မေးပါတယ်။မိကျောင်းကလည်းသူ့ကိုအတင်းခေါ်လာတာဖြစ်ကြောင်းပြောဆိုထားတာကြောင့်ခေါင်းငိတ်ပြလိုက်ပါတယ်။ဒီနောက်မှာတော့ပညာရှိကမိကျောင်းကိုလှဲပေါ်တင်စေပြီးသူ့ရဲ့နေရာဟောင်းကိုပြန်ခေါ်လာခဲ့ပါတယ်။ မိချောင်းကိုလဲပေါ်ကနေပြန်ချပေးလိုက်ပြီးပညာရှိကမိချောင်းကိုမေးလိုက်ပါတယ်။ကိုင်မိချောင်းမိရဲ့မူလနေအောင်ရောက်ပြီးမိပျော်ရမလား။ပျော်ပါရဲ့။ဒီနေရာငါရဲ့နေရာဟောင်းမယ်။ငါအရှင်ကတဲ့ရနေထိုင်လာတာပါ။မိချောင်းကသူ့စကားနဲ့သူပဲမဟုတ်ဟန်ဆောင်လိညာကပြောလိုက်ပါတယ်။ကောင်းပြီလေ။မင်းနေအောင်သွားတော့မင်းပျော်မယ်လို့ယုံကြည်ပါတယ်။မင်းတို့နှစ်ယောက်ရဲ့အတိတ်ကပြဿနာတော့မင်းကိုဒီနေရာကနေခေါ်လာခဲ့တာပဲ။ ်မိချောင်းကြီးကတော့ဘာမှမတတ်နိုင်တော့ပါဘူးသူ့ရဲ့နေရာဟောင်းကိုပဲပြန်လာခဲ့ရပြီးမကောင်းတဲ့အကြံကိုလည်းလက်လျှော့လိုက်ရပါတယ်။ကူညီပေးရဆိုတာကနေရာတကာမကောင်းမှန်းဦးသန်းမောင်လည်းသဘောပေါက်သွားပါတယ်။တကယ်တော့ကိုကကူညီပေးခဲ့ပေမဲ့တပတ်သူကအခွင့်အရေးယူပြီးဂျေဆုမှဲ့တက်ပါတယ်။ဒါကြောင့်မကူညီခင်ဒေချာစဉ်းစားဖို့လိုပါတယ်။ပြောချင်တာကဂျေဆုမှဲ့သူတွေကိုမကူညီပေးပါနဲ့။ဂျေဆုတရားကိုလူတိုင်းကမသိတတ်ကြပါဘူး။ စေတနာဟာလူတိုင်းနဲ့မတန်ပါဘူးရှင်။ဟုတ်ကဲ့ပါရှင်။အခုလိုဇာတ်လမ်းကောင်းလေးတွေကိုစိတ်ဝင်စားရဲဆိုရင်ကျမတို့ရဲ့ ZB Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူ Lady ခင်ပါရှင်။